တော်လိုင်းပြီးသွားလို့သူရဲကဘွားကနေတာမန်လူဘွားကိုဆင်းမဲ့ပေါ့အခက်ဆုံးနဲ့အမကန်ဆုံးမိကွန်းကတာမန်လူဘွားကိုပဲလုံးဝပြန်မဆင်းဘူးလူများစုထင်ကြတာကပညာတတ်ကလေးတွေတော်လာရေးသမားတွေလူငယ်တွေအုံနောက်ရှိတဲ့အသိဉာဏ်ရှိတဲ့စံနှုန်းတွေယုံကြည်ချက်တွေနဲ့ပြည့်နေတဲ့ကြိုးစားတဲ့ဆွန့်လွတ်ဆွန့်စားတဲ့နိုင်ငံလွတ်လပ်သွားတာနဲ့အသိဉာဏ်ကိုချလက်ထွန်သမားထွန်တော်ကိုပြန်ကြိုက်ပြီးတာမန်ဘွားထဲကိုကြောင်ကြိုက်ပြီးပြန်ဆင်းမဲ့ယုံကြည်နေကြတယ် ဒါဟာအမှန်တရားမဟုတ်ဘူးဒါဟာစိတ်ကူးရင်ဆန်တဲ့အတွေးတစ်ခုပဲဒီမိကုံးကအတွေးပဲအဲ့လိုယုံနေအတွေးပဲနော်တနစ်နနစ်တလနလမဟုတ်ဘူးကြာခဲ့တဲ့အချိန်ကမပြီးတော့မပြီးသေးပါဘူးအဖြေကစဉ်းစားကြည့်ပါဗျာကြောက်နေကြတာသူရဲကောင်းလို့အခေါ်ခံရတဲ့လူငယ်လေးဂျန်ဆက်သူရဲကောင်းလို့အခေါ်ခံရတဲ့ဘဝကနေတာမန်လူဘဝကိုပြန်သွားရမှာကိုတိမ်မလောက်ကြောက်လဲ ငိတ်ချမ်းရင်ပျော်ပျော်ကြီးအိပ်ပြမယ်ဖုတ်ဖက်ခောက်ရီတော့မယ်ဆိုတဲ့ယုတ်ကြည်ချက်ဟောင်းကိုကျတော့အချက်လက်နဲ့ထောက်ပြပါမယ်သူရဲကောင်းနံပါတ်1သူရဲကောင်းဆိုတာအလုတ်မဟုတ်ဘူးသူတို့ရဲ့ identity မပုတ်တင်ထဲမှာပေါ်သွားတဲ့ဂုတ်ပုတ်တော်လာရေးမတိုက်ခင်ကသူ့ဟာအကြောင်းသားအကြောင်းသားဂုတ်ပုတ်ကာမောင်သမား driver တောင်သူလက်သမားလက်ထော်သမားအမျိုးမျိုးပေါ်စီးပွားသမားဒါဟာဂုတ်ပုတ်တွေကိုရဘဝရက်တည်ချက်ဂုတ်ပုတ်အဲ့ဒီချိန်တော့သူ့စကားကိုဘယ်သူမှ အရေးတည်ယူနားထောင်စရာမရှိဘူးသူနဲ့နွားနဲ့ပဲရှိတယ်လက်ထွန်းသမားဆိုရင်လက်နဲ့ကင်ပြီးသူရဲ့ကောင်ဖြစ်တဲ့နေ့ကစပြီးရွာထဲဝင်လာမှမုတ်ကျွေးတယ်တော့ခမင်းခေါ်ကျွေးတယ်သူရဲ့ကောင်လို့ဆက်ဆန့်တယ်အဲ့တော့သူရဲ့ကောင်ဖြစ်တဲ့နေ့ကစပြီးတော့သူ့မှာလေးစားခံရတဲ့ respect အာနာပါဝါနောက်ရည်ရွယ်ချက်ဆိုတဲ့အဲ့ဒါတွေကချက်ချင်းကိုပဲလက်နဲ့ကန်လက်နဲ့ပေါ်လာတယ်အစကရည်ရွယ်ချက်ရှိချင်မှရှိမယ်လက်ထွန်ရတာဟိုမိဘ မျိုးရိုးစင်စစ်လက်ထောက်လာလို့သာထောက်နေရတယ်ဘာလို့ကမှမသိဘူးအခုကလက်နဲ့ကန်လိုက်တော့ရည်ရဆိုင်တစ်ခုပေါ်လာသူရဲကဖြစ်သွားတယ်အာနာလက်ရှိလာတယ်အမိတ်ပေးလို့ရတယ်အဲ့လိုမျိုးတေချာတွေးပါပြီးတော့ရိတ်ချမ်းရေးတာရရင်သူ့ကိုဘာပြပေးမှလဲဖြစ်ကြည့်လေရိတ်ချမ်းရရင်သူ့ကိုဘာပြပေးမှမဟုတ်လို့အဲ့ဒါဒီအကုတ်ပြန်ယူသွားမှမဟုတ်လားတာမန်ဘုရားဘယ်သူဘာကောင်မှမဟုတ်တဲ့ဘုရား ချက်ချင်းကိုပဲ psychological demotion ရထူးကြွားတဲ့စိတ်ပိုင်းဆိုင်ရာကိုဘာကမှမဟုတ်တဲ့ဘဝကိုရောက်မှာတချို့အဲ့ဒါတွေကြောင့်တော်လိုက်မပြီးချင်တော့ဘူးအဲ့ဒီအခြေအနေကိုဘယ်သူမှလက်မခံဘူးအချင်းပြက်နေတဲ့ကောင်ဟာဆက်ပြီးတော့မမတ်ကန်ကန်ကိုဆက်ပြစ်မှာပဲမဖြစ်ရှင်းလို့မရဘူးရေရတဲ့တင်းရှင်းထုတ်မှကရတယ်ဒုတိယချက်ကငိတ်ချမ်းရေးဆိုတာကပြင်းစရာကြီးလက်ထုံနေတဲ့တူတူပဲဘာမှရေခုတ်စိတ်လုရှားစရာ action ဇာတ်ကားမဟုတ်ဘူး နားလည်မှုလွမ်းနေတဲ့ဥစ္စာကစစ်ပွဲကြောက်စရာကောင်းတယ်လို့စိတ်လုံချောင်းစရာကောင်းတယ်နေ့တိုင်းအတိတ်ပဲရှိတယ်နိုင်ငံအတွက်အသက်ကိုစသေးနေရတဲ့ဆိုတော့မြင့်မြတ်ကြီးမားတဲ့ရည်ရွယ်ချက်ကြီးကလည်းသူတို့အတွက်ဂုတ်ပုတ်တစ်ခုနေတင်ပေးထားတယ်ကြိုက်တဲ့ဖက်ကနေဝင်ကြည့်နော်အဲ့လိုမျိုးအခြေအနေစဉ်းစားနိုင်ငံအတွက်အသက်ကိုစသေးနေတဲ့စသေးမသေးရတော့မသိဘူးမြင့်မြတ်တဲ့ရည်ရွယ်ချက်တိုင်းပြည်လွတ်မြောက်ဖို့ကြိုးစားနေတယ်ဘာလို့လုံမှန်တဲ့ဆိုတော့အထင်ရောက်နေပြီသားငိတ်ချမ်းရောက်သွားလို့မနှက်ဖြတ် copy ဆိုင်မှာ အလုတ်ပြန်ပြီးတော့အလုတ်သမားဘဝပြန်ရှောင်ရမယ်ဆိုတဲ့ဘဝရုပ်ပြန်တက်ရမယ်အတမထမင်းကြိုက်ဆွဲတဲ့ဘဝတိမ်တန်းတန်တွေကြားကဘဝနဲ့ရှင်လိုက်ရင်ဟောဒရမာကဤဤဤပြင်းစရာယူထိုင်ကြည့်ရသလိုဖြစ်သွားပြီဘာမှပြောစရာမကောင်းဘူးအတိတ်ပဲမဲ့သွားသလိုခံစားရစေတယ်စဉ်းစားကြည့်ကျွန်တော်စဉ်းစားဖူးတယ်ဒီကောက်တွေပြီးွားရင်ဒီဘဝကိုပြန်သွားချင်ပါမလားမသွားဘူးပြင်းွားပြီတေချာစဉ်းစားမှသိမှာဒီတော့စိတ်လှုပ်ရှားစရာကောင်းတဲ့နေတိုင်းเนาะ ယူနီဖောင်းနဲ့တင်နန်းနဲ့သွားနေရတဲ့ဘုရားအတိတ်ပဲရှိတယ်။တရားဝါတယ်။နိုင်ငံအတွက်အသက်ကိုသတိပေးနေရတဲ့မြင်းမြတ်တဲ့မျိုးရည်ချက်တွေရှိတယ်။ဘသူကပဲကြည့်ကြည့်သူရဲကောင်းဆိုတဲ့ဂုတ်ပုံးနဲ့ကြည့်တဲ့အကြည့်ချင်တတ်တယ်။ကျွန်တော်ပြောသလိုပဲနှစ်ဖက်ဆန်ရောက်သွားပြီးပြင်းကြီးညင်ငွေးစရာဘုရားလက်ခံဖို့ခက်တယ်။နော်။တော်လိုက်ပြီးဆုတ်သွားမှကိုကြောက်တဲ့စိတ်ဟာစက်ကောက်စီကိုတိုက်ဖို့ကြောက်တဲ့စိတ်ထက်တော့မှပိုပြင်းထန်နေတဲ့လူငယ်တွေရှိတယ်ဆိုပြီးကျွန်တော်တေချာပေါအာမခံရဲတဲ့ပြီးမှကြောက်တော့ဘူး စက်ကောက်စီပြုတ်သွားမှဆိုတာတော့မှကြောက်သေးတယ်ကျွန်တော်ကေချာဘာပြောရဲတယ်ပြီးတော့အဲ့ဒီလိုမျိုးစက်ကောက်စီကိုကြောက်တော့တဲ့တော်လိုင်းပြီးမှပို့ကြောက်သွားလို့တော်လိုင်းကိုမတိမတဆွဲဆန့်လိုက်မိတဲ့အခြေအနေတွေဖြစ်နေပြီလူတယောက်ဟာ LRD ထူးချွန်အောင်ပြောင်းပြောင်းအောင်ဦးဆောင်မှုအရေးချင်းနဲ့ဆွန့်လွတ်ပေးဆက်အနစ်နာခံမှုလွယ်လွယ်ကူကူမရဘူးကျွန်တော်ကအပြက်ပြောနေတာမဟုတ်ဘူးနော်ဖြည့်ချင်းနည်းရှိပြီးသားဘယ်လိုလုပ်ရလဲဆိုတာရှိတယ်ဒါတွေကပြောပြီးသားတွေမို့လို့အခုကမေးခွန်းထုတ်ပြနေတာ တကယ်ငိမ့်ချရေးရသွားရင်သူရဲကောင်းတွေအတွက်ခင်ဗျားတို့အလောက်ကိုင်အသက်ဂုံတိတ်ခါတစ်ခုအစစ်တပ်အသက်တစ်ခုနော်ရှိတဲ့အခြေအနေတစ်ခုကိုအနေဆုံးအပေါ်ဒန်းနာမှာအမမခံပေးနိုင်ဘူးကျွန်တော်ပြောပြဖို့တနေ့ကခင်ဗျားတို့တော်လာရင်ပြီးသွားရင်ဒီလူငယ်တွေရဲ့ဘဝကိုဘာအမခံချက်ပေးမှလဲလို့ကျွန်တော်မေးတယ်လေအဲ့ဒါပဲအဖေကအဲ့တော့အမမခံနိုင်ရင်ဘယ်သူမှငိမ့်ချရေးဆိုတဲ့ခေါင်းစဉ်အောက်မဝင်ဘူးဟိုတနေ့ဟာလည်းဆက်နေတာအဲ့ဒါ နော်အဲ့ရနေပြီးတော့မှမဟုတ်တာတွေပါလာပြီးတော့နော်ငိတ်ချမ်းရေးကိုဖျက်ဆီးတဲ့သူတွေဖက်ကိုတာမှတဖြည်းဖြည်းကြာလာလေလေဤွားလေလေစစ်စည်းပွားရေးဖြစ်သွားလေပဲပြီးတော့ဥပမာပေးရရင်စဉ်းစားကြည့်ပါခင်ဗျားတို့မိသက်တမဟီရိုမီးဆိုတဲ့စစ်ပွဲပေါ့ဗျာလိုင်ငိမ့်နေရတာကိုအရှိဆုံးကနေမိသက်ဘက်ကပြီးတော့ပြေးဝင်သွားမင်းညရတဲ့သူရဲကဘဝသဘောကျတယ်မီးမရှိဘူးဆိုရင်သူ့ဘဝပြင်းစရာကြီးပြီးတော့မီးတွေအားလုံးမလောင်ပါမင်းညိတ်သွားမှကိုကြောက်လာတဲ့မိသက်တမစိတ်ရှိတယ်ဘာလို့ဆိုရင် စွန့်စားရအောင်ကြိုက်လို့မိသက်သမားလှုပ်တယ်ကဲဆက်ရအောင်ကြိုက်လို့မိသက်သမားလှုပ်တယ်မိမလာဘူးဆိုရင်ပြင်းစီရည်မိဘအသက်တွေလိုက်ရှာတာမျိုးတွေအောင်ဖြစ်လာတယ်ဘာလို့ဆိုရင်သူ့ကျင့်သားသူ့တရားနေတဲ့ဘဝဒီတော့မိအသက်တွေမဟုတ်ရင်တော့မှဖန်တီးတဲ့မိတွေနဲ့အရသာတမျိုးဖန်ကတိတတ်တယ်အရသာယူတတ်တယ်အရသာခံတတ်တယ်ဒီတော့အဓိကအချက်ကသူရဲကောင်းတွေကိုတာမန်လူဖြစ်ဘယ်လိုပေါင်းစည်းမလဲဆိုတော့ အစီအစဉ်မရှိဘဲနဲ့ရလိုက်တဲ့ငိမ့်ချရေးဘယ်တော့မှရေရှည်မဖြစ်ဘူးရေရှည်မခံဘူးနော်သူရဲကောင်းလေးကနော်သူရဲကောင်းလို့ပဲကျွန်တော်တို့ဇုတ်ခေါ်ခဲ့ကြတာကိုအဲ့ဒီသူရဲကောင်းလေးကိုနော်ဘယ်လိုပြန်ပေါင်းစည်းပြီးတော့ဘယ်လိုအောင်မခံပေးမလဲဆိုတဲ့အစီအစဉ်မရှိဘဲရတဲ့ငိမ့်ချရေးဘယ်တော့မှရေရှည်မခံဘူးကျွန်တော်ပြောရဲတယ်အခုမရောက်ရင်တစ်ချိန်ကျရင်ရောက်လာလိမ့်မယ်နော်သူများနဲ့ပြောတဲ့စကားနဲ့တော့မနိုင်ချင်ပါဘူးနော်ပြောခဲ့တာတွေရှိတယ်တချို့တွေကအဲ့လိုပဲသဘောတရားချင်းတူတယ် ဖြည့်ရှင်းနေရှိတာကိုမဖြည့်ရှင်းတာလုံမတက်တာနော်ဦးဆောင်သူဆိုတာခေါင်းဆောင်ဆိုတာမြေပြင်မှာဆော်လော်အနစ်နာခံတော့ခေါင်းဆောင်မဟုတ်ဘူးထူးချော့ပြမြောက်တဲ့ဆုပ်ဖြတ်ချက်နဲ့ရလက်ကိုပေးတဲ့လူအားမှာခေါင်းဆောင်လို့ခေါ်တယ်အမေတို့ကသူ့ကိုတနာတာနဲ့ဦးဆောင်သူနေရမှာသူပဲရှိရမယ်ဆိုတဲ့အဥ္စာကမားနေတယ်ဦးဆောင်သူဆိုတာရလက်ကိုရအောင်ယူပေးနိုင်တဲ့တာဝန်ယူတာဝန်ခံတဲ့လူကိုခေါ်တာမရှိရင်မရဘူး အခုပြောချင်တာ600ရင်စစ်ကောက်စီပြောကြသွားမယ်တော်လိုင်းစင်မြင့်ဘော်ကားနေစိတ်မပေးချင်တဲ့သူရဲကောင်းတွေရှိနေအောင်ပါပဲဆိုတာမြင်အောင်ကြည့်ဒါဟာစစ်ပွဲအသစ်တွေကိုရင်ဆိုင်နေရမယ်မိကုံးကရှင်းရှင်းလေးပဲခင်ဗျားတို့အခုချိန်ထိစစ်ပွဲအနိုင်တိုက်ဖို့အာရုံစိုက်နေတယ်ဘယ်တော့တိုက်နေမှန်းတော့မသိဘူးစစ်ပွဲအနိုင်တိုက်ပြီပဲသူရဲကောင်းတွေကိုခင်ဗျားတို့တာမန်လူအဖြစ်အန်ဒီရကင်းကင်းနဲ့ဘယ်လိုမြင်နှင်းခိုင်းမလဲမြင်အနှံ့ပြန်ပေးမလဲအစီအစဉ်အခုကလေးကတွေးထားပြီးပြီလားဆိုတာကောမန်းမှရေးခဲ့ပေးပါကျေးဇူးတင်ပါတယ်